ားလုံးမင်္ဂလာပါကျွန်တော်တုတ္တာဆံပါဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုလက်လာပါရှင်လန်းစီမဲ့တနည်းအားဖြင့်ပြောရရင်တော့ငွေကြေးလက်လာပါတွေကိုမြို့မြို့မြင့်မြင့်ရအောင်ကျွန်တော်တို့အစီအနေပါတွေလုပ်ချင်တယ်ဒါမှမဟုတ်တစ်ခုခုပေါ့မိတ်ဆွေတို့လုပ်ချင်တဲ့အခါမှာရက်ကောင်းနေအခါကောင်းနေရွေးရလေရှိပါတယ်အဲ့ဒီအခါမှာတာမန်အားဖြင့်ဘလို့ရွေးချယ်ရမှန်းမသိတာတွေဘေးရက်တွေဟာဘလို့အင်အားထိဘလောက်ထိကောင်းနေဆိုတာမသိတာတွေကို ျွန်တော်တို့လွယ်လွယ်ကူကူပေါ့ကျွန်တော်ရဲ့ဒီဘေးဒင်းဆွဲဆုံး program လေးနဲ့ဘယ်လိုရွေးချယ်နိုင်မလဲဆိုတာကိုပြောပြချင်ပါတယ်အဲ့တော့မိတ်ဆွေအနေနဲ့ဒီဘေးဒင်းဆွဲဆုံးကိုဝယ်ပြီးအသုံးပြုနေတာမှန်ရင်ကျွန်တော်ခုပြောပြမဲ့အဆင့်တွေကိုကိုယ်တိုင်လက်တွေ့လုပ်ကြည့်လို့ရပါတယ်အဲ့တော့ဘယ်ရက်သွားမလဲဆိုတော့ကျွန်တော်ဟောဒီ hostan ဆိုတဲ့နေရာမှာရှိတယ်ကျွန်တော်အဲ့ဒီထဲမှာသွားပြီးတော့ထည့်ထားတယ်အဲ့ဒီတစင်ထပ်ဝင်ပြီးတော့ကျွန်တော်တို့မင်္ဂလာကိစ္စဆိုတဲ့ထဲမှာ မင်္ဂလာအခါပေးပြက်ကလေးဆိုတာရှိပါတယ်။အဲ့ဒီထဲကိုကျွန်တော်တို့တစ်ချက်နှိမ့်ဝင်လိုက်မယ်ဆိုရင်အခုလို့ဒါပြက်ကလေးကဏ္ဍကိုရောက်လာလိမ့်မယ်ပေါ့။အဲ့တော့ဒီပြက်ကလေးကဏ္ဍကိုရောက်လာတဲ့အခါမှာပြက်ကလေးကတော့မိတ်ဆွေတို့ရိုးရိုးကြည့်တဲ့ဒါပြက်ကလေးနဲ့အတူတူပါပဲပုံစံချင်းကတော့ဘာနဲ့နဲ့ပို့သွားလဲဆိုတော့ကျွန်တော်ဟောဒီမှာအသေးစိတ်ဒါဗေဒပညာနဲ့သက်ဆိုင်တဲ့နတ်ခတ်ပညာနဲ့သက်ဆိုင်တဲ့တွေ့ရိုးတွေနဲ့လူအချက်တွေအကုန်လုံးကျွန်တော်ဒီမှာအကုန်ထည့်ပေးထားတယ်။အဲ့တော့ ဘလို့ကြည့်တယ်လဲဆိုရင်ဒါပြက်ကလေးမှာထုံးစံတိုင်းမှာကျွန်တော်တို့တနင်္ဂနွေတင်းတာအင်္ဂါစားဖြင့်စနေနေ့ထိပါမယ်ပြီးတော့ကျွန်တော်တို့ဒါအင်္ဂလိပ်ရက်စွဲလေးတွေပါမယ်ဒီနေရာမှာเนาะဒါအင်္ဂလိပ်ရက်စွဲလေးတွေပါမယ်ပြီးတော့မြန်မာရက်စွဲလေးတွေရှိမယ်เนาะဒါဆိုရင်ဒဇမုံလာဆန်းစနေရက်နေ့စားဖြင့်မော့သူ့အတူအကုန်ရှိမယ်ဒီဟာလေးတွေကတော့မိတ်ဆွေတို့နည်းနည်းလေးရင်းနှီးအောင်ဒါအရင်လေ့လာလိုက်ပေါ့เนาะဘာမှတော့ဒါအခက်ကြီးတော့မဟုတ်ပါဘူးပြီးသွားပြီဆိုရင်ကျွန်တော်တို့ကအဲ့ဒီပြက်ကလေးမှာ ကိုလိုချင်တဲ့ရက်နော်ကိုဘာကိုလိုချင်တာလဲငွေကြေးလက်လာပါအဲ့အတွက်လားနော်တံပြန်တာတွေဘာတွေလှုပ်ချင်တာလားတိုက်ခိုက်တွေဘာတွေလှုပ်ချင်တာလားစပြင်မှာမိတ်ဆွေတို့လှုပ်ချင်တဲ့အရာပေါ်မူတည်ပြီးတော့ဒီပြက်ကလေးကိုမိတ်ဆွေတို့ဒါကောင်းကောင်းအသုံးချတတ်ရမယ်အသုံးချမယ်ဆိုရင်လည်းမိတ်ဆွေတို့အောင်မြင်မှာပဲဘာကြောင့်လဲဆိုတော့နက္ခတ်ပညာနဲ့ပတ်သက်တဲ့အခြေခံအချက်လက်တွေအားလုံးကျွန်တော်ဒီမှာအသေးစိတ်တွက်ချက်ပေးထားတယ်။ဥပမာဒီမှာဆိုရင်ကျွန်တော်တို့နေထွက်ချိန်နေဝင်ချိန်တွေရှိမယ်။ဒီနေရာမှာကျွန်တော်ကလောလောဆယ်တော့ ရန်ကုန်ကိုဦးစားပေးပြီးတော့ကျွန်တော်တွက်ချက်ထားတယ်ဒီနေရာမှာမိတ်ဆွေတို့ဒါကိုနေတဲ့နေရာဒေသကိုပြန်ပြီးတော့ရှာဖွေလို့ရတယ်ရွေးချယ်လို့ရတယ်ဥပမာမိတ်ဆွေကထားပါတော့ဟိုရန်ကုန်မှာနေတာတော့နေတာပဲအင်းစိန်လည်းဖြစ်ချင်းဖြစ်မယ်အဲရွှေပြည်သားလည်းဖြစ်ချင်းဖြစ်မယ်တောင်ကလာလည်းဖြစ်ချင်းဖြစ်မယ်စားဖြစ်မော့အဲ့ဒီပုံမူတည်ပြီးတော့ဒါမိတ်ဆွေတို့ရွေးချယ်ချင်းရွေးချယ်လို့ရတယ်ဒါပေမဲ့လို့များသောအားဖြင့်ကတော့ရန်ကုန်မှာနေတဲ့ဆိုရင်ရန်ကုန်လောက်ရွေးချယ်လိုက်အောင်နဲ့ဒါလုံလောက်ပါတယ်เนาะအဲ့လောက်ကြီးအသေးစိတ်ကြီးစဉ်းစားနေစရာမလိုဘူး တကယ်လို့ဇာတာတွေဘာတွေဖွဲ့မယ်ဆိုတော့ဒါပို့ပြီးတော့အသေးစိတ်စဉ်းစားနိုင်လေပိုကောင်းလေပါပဲကုလလောဆေကတော့ကျွန်တော်တို့ကရက်ကောင်းအခါကောင်းယူရဆိုတော့ဒါအဲ့လောက်ကြီးမစဉ်းစားခြင်းလဲရပါသေးတယ်အဲပြီးတော့ကျွန်တော်တို့ဒါရွေးချယ်ပြီးဒါတွက်ချက်ရတဲ့စနစ်ကိုတော့ကျွန်တော်မပြတော့ဘူးမပြတော့ဆိုမှမင်းစုတို့နည်းနည်းလေးညင်သာသွားလို့ကျွန်တော်တခုပြန်လုပ်ပြမယ်ဥမာကျွန်တော်မန္တလေးလို့ကျွန်တော်ရွေးလိုက်မယ်ဥမာမန္တလေးဆိုရင်ကျွန်တော်တို့မန္တလေးရှိတယ် မန္တလေးနန်းတွင်းနဲ့နီးတဲ့နေရာတွေကိုတွက်လို့ရတယ်ပြီးတော့မန္တလေးဘူတာစဖြစ်မော့ဒါနီးစရာလေးတွေကိုမိတ်ဆွေတို့ရွေးချယ်ပြီးတော့တွက်လို့ရတယ်ကျွန်တော်ကတော့ရန်ကုန်ဘက်ပြန်ထားလိုက်မယ်နော်အဲ့တော့ရန်ကုန်မှာလည်းဒီမှာတောင်းကလာရှိတယ်ပဟန်းရှိတယ်နော်ဒီမှာဘူထောင်ရှိတယ်စဖြစ်မော့လောဆိုတော့ကျွန်တော်ဒီရန်ကုန်ဘက်ရွေးထားလိုက်မယ်တွက်တာကတော့ဒီခလုံးလေးတစ်ချက်နှိပ်လိုက်တယ်သူ့ဟာသူပြောင်းလဲသွားလိမ့်မယ်ကျွန်တော်တို့ဟိုလောလောဆယ်ရတာလက်ရှိကျွန်တော်တို့ရောက်နေတဲ့စက်တလာဘန်ကိုကျွန်တော်တွက်ပြထားတာ အဲ့တော့17လပိုင်းမဟုတ်ဘဲ17လပိုင်းကိုတွက်ချင်တယ်ဆိုလဲ17လပိုင်းလို့ယူလိုက်ပေါ့နော်တလပိုင်းလည်းရပါတယ်အဲ့တော့ထားပါတော့ဒါတော့မိတ်ဆွေဘာသာစိတ်ကြယူချေပြီးတော့ဒီမှာခေါင်းလေးချက်နှိမ့်လိုက်တဲ့နဲ့သူ့ဟာသူတွက်ချက်မှုတွေပေါ်လာလိမ့်မယ်အဲ့တော့ကျွန်တော်ပြောချင်တာကအတုံးချနေကိုပြောချင်တာအတုံးချနေဆိုတဲ့နေရာမှာလည်းပဲရွေးချယ်မှုတွေအများကြီးရှိတဲ့ထဲမှာကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေကိုဘယ်လိုရွေးချယ်ပြီးသုံးလို့ရမလဲဒီပြက်ကရုံဘယ်လိုအတုံးချမလဲဆိုတော့ကျွန်တော်အဓိကရှင်းပြချင်တာအဲ့တော့ကျွန်တော်ပြောလိုက်ပြောတာရှိပါတယ်เนาะကျွန်တော်ရဲ့ဒါအစီအမိုင်းတွေမှာလည်းပါတတ်တယ် ဝင်နှက်ခတ်မှာလောက်ပါတော့ဒေဝီနှက်ခတ်မှာလောက်ပါတော့ရက်ခနှက်ခတ်မှာလောက်ပါတော့စပြင်ကျွန်တော်ပြောလို့ရှိတယ်အဲ့ဒါတွေကိုလည်းဘယ်လိုရွေးချယ်မလဲဆိုကျွန်တော်ဒီနေ့တခါလေးပြောပြသွားမယ်အဲ့တော့ဥပမာအဖြစ်ဒီရက်တွေတော့ဒါရက်တိုင်းကတော့အတူတူပဲကျွန်တော်ဒီတရက်ကိုပဲဦးစားပေးရှင်းပြမယ်အဲ့တော့အင်္ဂလိပ်ရဲ့ဆွဲတရက်နေ့မှာဘာတွေရှိနေတယ်လဲဆိုကျွန်တော်ကြည့်လိုက်တဲ့ခါမှာနေထွက်ချိန်ဟာဟောဒီအတိုင်းရှိနေမယ်နေဝင်ချိန်ဟာဟောဒီအတိုင်းရှိနေမယ်ဒါကတော့မိတ်ဆွေတို့အသုံးချတဲ့ရင်ကောင်းတယ်ဒါပေမဲ့လောလောဆယ်တော့မိတ်ဆွေတို့အသုံးမချတဲ့လက္ခဏာမေ့ထားလိုက်ရတယ် ပြီးတော့တိတိဆိုတာရှိတယ်အဲ့ဒါကိုမိတ်ဆွေတို့ဒါအသုံးချနိုင်လဲကောင်းတယ်အသုံးချတဲ့လက္ခဏာလောလောဆယ်မေ့ထားလိုက်ကျွန်တော်ပြောမယ့်အထင်မှာဒါတွေမပါသေးဘူးပြီးတော့ကျွန်တော်မြေကန်နှစ်မျိုးကိုလည်းရွေးပြထားတယ်တိတိမြေကန်နဲ့လက်သမားမြေကန်ဆိုပြီးတော့ကျွန်တော်ရွေးပြထားတယ်အဲ့ဒါလေးတွေကိုမိတ်ဆွေတို့ဒါအသုံးချတတ်မယ်ဆိုရင်သုံးပါလောလောဆယ်တော့ကျွန်တော်မပြောသေးဘူးဒါကတော့ဒီရဆွဲရဲ့ဒီနေ့မှာကြုံနေတဲ့နက်ခတ်ကိုကျွန်တော်ကတွက်ပေးထားတာပါနော်အဲ့ဒီနက်ခတ်နဲ့တိုက်ဆိုင်နေတယ်အဲ့ဒီနက်ခတ်ကဘလောက်လုံးကြီးမှရှိတယ်ဆိုတော့အတိအကျတွက်ပေးထားတယ်ပြီးတော့ဒီနေရာမှာအဓိကပြောချင်တာကတော့ဒါတွေက တကယ်အခါရွေးချယ်တဲ့အခါမှာသုံးလို့ရတဲ့ဒါနက္ခတ်အခါတစ်မျိုးပါပဲအဲ့တော့ဒီနေ့နက္ခတ်မှာဆိုရင်ကျွန်တော်တို့ဝရနက္ခတ်နဲ့တိုက်ဆိုင်တယ်ကပတ်နက္ခတ်နဲ့တိုက်ဆိုင်တယ်ပြီးတော့ဓာတ်အရာဆိုရင်သူကရေဓာတ်နဲ့တက်ဆိုင်တယ်ပြီးတော့နှစ်ဖက်မြင်အမြင်ကမ်းအရာဆိုတော့နှစ်ဖက်မြင်နဲ့တက်ဆိုင်တယ်နှစ်ဖက်မြင်ဆိုတော့ကျွန်တော်တို့ပီယာကိစ္စတွေပါတယ်လုံမဲ့ဆိုရင်အရန်ကောင်းတယ်လို့ပြောချင်တာပြီးတော့ကြားမနှပုံးရဆိုရင်နှပုံးသူကကြားမဟုတ်မမဟုတ်ဆိုတော့နက္ခတ်နဲ့တက်ဆိုင်တယ်ပြီးတော့နက္ခတ်ကိုးကင်အရာဆိုရင်ရက်ခဆိုတဲ့နက္ခတ်နဲ့ တိုက်ဆိုင်နေပြီးတော့ကျွန်တော်တို့ Luna Blue တွက်တဲ့ခါမှာကျွန်တော်တို့မြန်မာတက်ကြက်ကို T 3နဲ့စာ Luna Blue ဆိုတွက်နေကြတယ်အဲ့ဒါကိုကျွန်တော်တို့လောလောဆယ်ဒီနက်ခတ်ပညာမှာမသုံးဘူးဒီနက်ခတ်ပညာမှာသုံးတော့တာတော့နက်ခတ်လုံးရည်အရာအတိအကျတွက်ထားတယ် Luna Blue ကိုကျွန်တော်ဒီမှာတွက်ပေးထားတယ်အဲ့တော့ဒီနေ့မှမွေးတဲ့ကလေးတွေဆိုတော့ Blue နက်ခတ်လို့ဒါပြောရမှာပေါ့ပြီးတော့ Tire အဖြစ်ဆိုရင်မြင်း Tire နဲ့ပတ်သက်တယ်ဒါတွေကတော့နားမလည်လဲထားလိုက်အောင်နော်အဲ့ဒီအချိန်မှကျွန်တော်တို့အဓိကဘာသုံးမှလဲဆိုတော့ဟောဒီဝရရတို့ကပတ်တို့နော် ပြီးတော့ဓာတ်တို့ပြီးတော့ဒီကမြင်ကန်းတို့အဲ့ဒါတွေကျွန်တော်တို့လက်တွေ့ကြကြအတုံးချလို့ရတယ်အတုံးချနေကိုတော့ဗီဒီယိုတစ်ခုနဲ့ကျွန်တော်ပြောပြဘူးတဲ့နဲ့တူတယ်နော်အဲ့တော့ကျွန်တော်အဲ့ဒါကိုတော့လောလောဆယ်အခြေမရှင်းရတော့ကျွန်တော်အဓိကလိုချင်တာကဘာလဲဆိုတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဆိုရင်ကျွန်တော်တို့လက်လာဘားတွေကိုဝင်ကျင်တာဖြစ်တဲ့အတွက်ကြောင့်နှက်ခတ်ဟာအဝင်နှက်ခတ်ဖြစ်နေပိုကောင်းတယ်ပြီးတော့လက်လာဘားအနေနဲ့ပတ်သက်တာဆိုရင်လာဘားနှက်ခတ်နဲ့တိုက်ဆိုင်ပိုကောင်းတယ်ပြီးတော့ဓာတ်အားဖြင့်ဆိုရင်ကျွန်တော်တို့ရေဓာတ်တို့ မြင်မြန်ဆန်းအောင်မြင်ဖို့အတွက်ဆိုတော့လေဓာတ်တို့ဒါမျိုးတွေတိုက်ဆိုင်နေကောင်းတယ်အမြင်ကမ်းရဆိုရင်တော့ကျွန်တော်တို့နှစ်ဖက်မြင်လို့ဘာလို့ကပိုကောင်းတာပေါ့နော်တိုးတော်လည်းပဲကျွန်တော်တို့အဲ့ဒါကိုတစ်ခါတစ်ခါကြံ့ချမ်းပြီးတော့ယူလို့ရတယ်ပြီးတော့နက်ခတ်ကိုးခံရဆိုရင်ပီရအတွက်ဆိုရင်ကျွန်တော်တို့ဒေဝီနက်ခတ်ပြီးတော့လာဘအတွက်လည်းသူသူ့လည်းယူလို့ရပါတယ်ကျွန်တော်ကတော့ပီရရောလာဘရောနှစ်မျိုးလုံးတွဲတွဲပြီးလုပ်လို့ရှိတော့ကျွန်တော်ဒေဝီနဲ့ပတ်သက်တာကိုဦးစားပေးယူလို့ရှိတယ်ဆိုတော့အဲ့ဒါမျိုးကျွန်တော်တို့ဒီထဲမှာလာရှာရပါနော်ဒီတွင်မှာလာရှာရပါ ဒီနေရာလေးမှာမစ်စုလာရှာဥပမာကျွန်တော်တို့ရက်တိုင်းရက်တိုင်းမှာသွားကြည့်မယ်ဆိုရင်ဥပမာဒီရက်မှာဆိုရင်အမိတ်တပြီးတော့ဝင်ပြီးတော့ရေနဲ့တက်ဆိုင်တယ်ဒါဆိုတော်တော်လေးဟုတ်နေပြီမက်ခတ်ကိုကန်ရဆိုရင်လည်းပဲအမစ်ဆဆိုတော့ဒါအမှတ်နှက်ခတ်ပေါ့ကောင်းပါလေအဲ့တော့ဒီလိုနေရာမျိုးဆိုရင်ကျွန်တော်တို့လက်လာပါကိစ္စအတွက်ဒါတုံးမဲ့ဆိုရင်တုံးလို့ရတယ်ကျွန်တော်ယူဆရဆိုရင်ကျွန်တော်ကတော့ဒုတိယဒန်းအနေနဲ့ပဲတုံးလို့ရှိတယ်ဘာကြောင့်လဲဆိုဒီနေ့နှက်ခတ်ရဲ့သဘောတရားကိုကျွန်တော်မသိမကြိုက်ဘူးအဲ့တော့ထပ်ပြီးတော့ကြည့်မယ်ဆိုဒီမှာကျတော့မရှိဘူးဒါထွက်ဒီပိုင်းနဲ့ဆိုတော့ဒါလက်လာပါအတွက်အဆင်မပြေဘူးအဲ့တော့ဒီမှာလာပြီ လာဘဆိုတော့လက်လာပါအဝင်ဆိုတော့အဝင်နှက်ခတ်ရေဆိုတော့တာကောင်းတယ်ရေလိုမျိုးအေးမြတယ်ပျော့ပြောင်းတယ်စီးစင်းတဲ့ဆိုတဲ့သဘောပြီးတော့ဒီမှာမနှက်ခတ်ကောင်းတယ်ဒီမှာတစ်ဖက်ကန်းဆိုတော့ဒါနှစ်ဖက်မြင်တော့တိတ်ပြီးတော့အကျိုးမထူဒါမှလည်းဘာဖြစ်ဖြစ်ပေါ့ဒီနှက်ခတ်တွေနဲ့တိုက်ဆိုင်နေတယ်ဆိုရင်ဒါတုံးလို့တော့ရနေပြီပြီးတော့ဒီမှာကလည်းနှက်ခတ်ကိုယ်ကရလည်းတမနာနှက်ခတ်ဆိုတော့ကောင်းပါတယ်ဆိုတော့လက်လာပါအတွက်ဆိုတော့ဒီလိုနေမျိုးမိတ်ဆွေတို့ရွေးလိုက်တာအကောင်းဆုံးပဲ ဒါပေမဲ့တစ်ချက်သတိထားမှာကျွန်တော်ရဲ့ဒီစနစ်မှာဒီလိုအချက်တွေအပြင်ကိုအကောင်းဆုံး homework ဆိုတာကိုတွတ်ထားတဲ့စနစ် ရှိပါတယ်ဆိုတော့အဲ့ဒါကိုသိကျင်တဲ့ဆိုရင်ကျွန်တော်တို့ဒီနေရာလေးကိုတစ်ချက်နှိပ်ကြည့်လို့ရတယ်ဥပမာဒီနေ့မှာကျွန်တော်တို့လက်လာပါကိစ္စတွေလုပ်လို့ရတယ်ဆိုမဲ့လို့တကယ်ရောဟုတ်ရဲ့လားနော်ဟုတ်ရဲ့လားဆိုတာလူကိုယ်တိုင်စဉ်းစားနေတော့ပိုကောင်းတာပေါ့ကျွန်တော်တို့ကိုယ်တိုင်ဝင်ပြီးစဉ်းစားပြမယ်ဆိုတော့ဟုတ်ဤမဟုတ်ဤစဉ်းစားပြလို့ရဒါတော့ program စနစ်ဆိုတော့ ဒီနေ့ဒီရက်မှာဒါဒီနဲ့တိုက်ဆိုင်နေဆိုတော့တွက်ရိုးရတော့ပေါ်နေတာမှန်တယ်ဒါပေမဲ့ဘလို့ကိစ္စတွေလှုပ်တင်တာလဲတကယ်ရောလှုပ်တင်တာလားဆိုတာကျတော့ကျွန်တော်တို့မသိနိုင်ဘူးအဲ့တော့နောက်တစ်ဆင့်ကျွန်တော်မြင်တာလေအသေးစိတ်တွက်ချက်မှုပေါ့အဲ့တော့အဲ့ဒီအသေးစိတ်တွက်ချက်မှုသိကျင်တော့ဒီညမှာတစ်ချက်နှိပ်ပြီးကျွန်တော်ဖတ်ကြည့်မယ်အဲ့တော့ဒီမှာရေးထားတယ်ဒီနေ့မင်္ဂလာအခါရဲ့အာစနစ်အရာတဲ့ဆယ်ရာခိုင်နှုန်းပဲရှိတယ်အာဒီတော့ကောင်းအောင်ကြည့်လိုက်တော့ဆယ်ရာခိုင်နှုန်းဆိုတော့ဒါအာတိတ်ပြီးတော့တရားမှာ၁၀လောက်ပဲကောင်းတယ်ဆိုတော့တိတ်ပြီးအဆင်မပြေဘူးလို့ပြောရမှာပေါ့ ဒါပေမဲ့သူကဒီလိုအခါနေမှာဘာတွေလုပ်လို့ရလဲဆိုရင်အကောင်းဆုံးကတော့အိမ်သစ်တက်တာတွေလုပ်လို့ရတယ်အလုပ်သစ်တွေပါတယ်သူကရှောက်တာတွေပါတယ်လုပ်လို့ရတယ်ခီးတစ်ခုခုစတင်တာတွေပါတယ်လုပ်လို့ရတယ်ဒီမှာကျွန်တော်ဒါဒီနေရာအရေးကြီးတယ်ဒီနေရာမျိုးဆိုလို့အမြဲတမ်းကြည့်ရမယ်ဒီနေရာမှာဟောရီအာနေဒလာမြန်ဒလာဆိုတော့ကြည့်အဲ့ဒီပုံမူတီတော့မိဆိုလို့ကြိုက်တာတော့လုပ်နော်ပြီးတော့ဒီနေ့မှာကြုံတဲ့နက်ခတ်အရာလုပ်တင်တာတွေလည်းကျွန်တော်ဒီမှာရေးပြထားတယ်ဒါတော့မိဆိုလို့ဆက်ပြီးတော့ဒါဖတ်လို့ရတယ်အဲ့တော့ထားလိုက်တော့အဲ့တော့ကျွန်တော်နောက်ထပ်ရက်တစ်ခုကိုပြမယ် အဲဒီမှာဆိုရင်ကြည့်ကြည့်လိုက်အနှုတ်လို့ကျွန်တော်ရေးပေးထားတယ်အနှုတ်35ရာခိုင်နှုန်းအဲ့လိုအနှုတ်တွေ့ရင်တော့မိတ်ဆွေတို့လုံးဝသာရှောင်လိုက်တော့ရှောင်လိုက်တော့ဆိုတော့ကောင်းတဲ့ကိစ္စတွေပြောတာပါမကောင်းတဲ့တွေလှုပ်ချင်တော့လှုပ်ပေါ့နော်ဥမာမကောင်းတဲ့ဆိုတာကကံပြန်တိုက်ခိုက်တာတွေနော်တခုခုကိုပျက်စီးအောင်လှုပ်တာတွေကွဲကွာအောင်လှုပ်တာတွေစဖြစ်ပေါ့နော်လှုပ်လို့ရတယ်ဘာလို့တော့အဆိုးအားဖြစ်နေလို့အဲ့တော့ကောင်းတာလှုပ်ချင်တော့ဒီလိုအနှုတ်တွေ့ရင်လုံးဝမလှုပ်ပါနဲ့ဒါကကြည့်ရတာလွဲပါတယ်မိတ်ဆွေတို့တရားဆိုတဲ့အခြေခံပေါ်မှာကြည့်တရားထက်နင်းသလားများသလားဆိုတာကိုကြည့် အပေါင်းတွေ့ရင်ကောင်းတယ်အဲအနှုတ်တွေ့ရင်မကောင်းအပေါင်းတွေ့ရင်ဆိုတဲ့နေရာမှာကျွန်တော်အပေါင်းတော့မထည့်မေးထားဘူးဥမာဒီမှာဆိုကျွန်တော်အပေါင်းမထည့်ထားဘူးမထည့်ထိုင်တာအပေါင်းလို့ပဲမှတ်ပေါ့နော်ဒီလိုလိုဟာမျိုးတွေဆိုတော့ကျွန်တော်အရေးကြီးလို့ထည့်ပေးထားတယ်နှုတ်ဆိုပြီးတော့ကျွန်တော်ထည့်ပေးထားတယ်အဲ့ဒါတော့အစိုးလို့မှတ်ထားအဲ့တော့ဒီမှာတစ်ချက်ကြည့်ကြည့်မယ်ဒါဆိုရင်နှုတ်80တောင်ဖြစ်နေတယ်လုံးဝရှောင်နေတယ်တချို့ဟာဒီနေ့ဟာထားပါတော့ဒီရက်က9ရက်နေ့အာရက်ဇာနဲ့တိုက်တယ်ဆိုပြီးတော့မိတ်ဆွေတို့ဒါကြုံမှုမှာပေါ့အာဒီနေ့ရက်ဇာနေ့ပဲကောင်းတာလောက်လိုက်မယ် ပြီးတော့ဘာမှဖြစ်လဲဖြစ်မလားအလကားပါကွာရဲရစားကောင်းလည်းမကောင်းပါဘူးဘယ်ကောင်းမလဲမိတ်ဆွေတို့တေချာမှမတွက်တာဟုတ်တယ်မလားတေချာတွက်ကြည့်ပါခုဆိုရင်ဒီမှာရဲရစားလို့ကြားတယ်ဒါပေမဲ့တခြားနည်းတွေနဲ့ကြည့်လိုက်မဆိုရင်တမညိုတို့ရှမ်းရဲတို့ရက်ကန်းတို့နဲ့တိုက်ဆိုင်နေသေးတယ်အဲ့ဒါအောင်မိတ်ဆွေတို့ဒါဘေရင်ပြက်ကလေးတွေမတော့ရင်သိမှာမဟုတ်ဘူးတာမန်ပြက်ကလေးတွေမှာအဲ့ဒါတွေထည့်ပြီးတော့ရေးပေးလိမ့်မရှိဘူးဘေရင်ပြက်ကလေးတွေမှာတော့ပါတယ်အခုကျွန်တော်ဒီစနစ်ကလည်းဒါဘေရင်ပြက်ကလေးကိုအခြေခံတာပဲဒါပေမဲ့ကျွန်တော်ကနောက်ထပ်ကျွန်တော်ရဲ့နှက်ခတ်ပညာရဲ့တွေ့ရိုးတွေကိုကျွန်တော်ထပ်ပြီးတော့ပေါင်းထည့်ထားတဲ့အခါမှာ ခုလိုမျိုးယာနှုံးနဲ့တိကျတွေ့ပြီးတဲ့စနစ်တီးပါလာပြီဆိုတော့အနှုတ်90တောင်းစိုးနေတယ်လို့သိရရင်အဲ့လိုရမျိုးမျိုးဆိုတော့ဘာမှမလုပ်တာကောင်းတယ်ဘာမှမလုပ်တာဆိုတာကကောင်းတဲ့ကိစ္စမှန်များဘာမှမလုပ်တာကောင်းတယ်အဲအဲ့လိုနေမျိုးမှာမိတ်ဆွေတို့ကလူတစ်ယောက်ကိုတေးအောင်တတ်တာတို့တိုက်ခိုက်တာတို့ဝေဖန်တာတို့လက်ဝဲထိုးတာတို့ဒါမျိုးတွေဆိုရင်ကောင်းတယ်အဲဘာလို့လဲဆိုတော့ तू ကဟိုမကောင်းတာတွေကိုအားပေးတဲ့ရက်ကိုဆိုတော့မိတ်ဆွေတို့ဒါညံရှိရှိကိုယ့်အကူရွေးချယ်ပြီးတော့ပေါ့ဆိုတော့စောစောပြောသလို လက်လာပါကိစ္စပဲလောက်ချင်တာမျိုးဆိုရင်ကျွန်တော်တို့ဒီလိုရမျိုးဆိုလဲကောင်းတာပဲလက်လာပါဓာတ်ရှိတယ်အဝင်ဓာတ်ရှိတယ်ရေအဲဒီမှာကျတော့ပိုကောင်းသွားပြီဆက်စပ်ကျွန်တော်တို့ဒီမှာကြည်တုံးကဆိုရင်ကျွန်တော်တို့ဘယ်ရက်ပါလိုက်၄ရက်နေနဲ့တူတယ်၄ရက်နေမှာဆိုရင်ကျွန်တော်တို့ကြည်တုံးကလက်လာပါဖြစ်တယ်ဝင်ဖြစ်တယ်ရေဖြစ်တယ်ဒါမှမဟုတ်တစ်ဖက်ကန်းဖြစ်နေတယ်တစ်ဖက်ကန်းဆိုတော့တစ်ဖက်ကမမြင်ဘူးပေါ့တစ်ဖက်ကတော့ကန်းနေတယ်ပေါ့တဘောကဒါပေမဲ့ဒီမှာကျတော့အဲ့လိုမဟုတ်တော့ဘူး तू ကနှစ်ဖက်လုံးမြင်တယ်ဒါပေမဲ့ तू ကနှက်ခတ်ကိုးကန်ရဆိုရင်တော့ရက်ခနဲ့တော့တိုက်နေတယ် ဒါပေမဲ့အဲ့ဒါကိုမိတ်ဆွေခဏလေးမိတ်ကျင်မိတ်ထားလို့ရတယ်ဒီအနေထားနဲ့ဆိုတော့မိတ်ဆွေဒီချက်ဒီအားလုံးကတိုက်ဆိုင်နေတဲ့အတွက်ကြောင့်ဒါလက်လာပါအတွက်လုပ်လို့ရတယ်သို့တော့စောစောကျွန်တော်ပြောထားတဲ့အချက်ကိုပြန်ကြည့်အောင်နော်290ရှောင်းလိုက်တာတော့အကောင်းဆုံးပါပဲကျွန်တော်သာဆိုတော့ရှောင်းတယ်လက်လာပါကိစ္စတွေဖြစ်တာမှန်ပေမဲ့လို့ဒါဟာတွေ့ရပဲရှိတယ်လက်တွေမှာကျွန်တော်တို့ထပ်ပြီးတော့တွေ့ရလို့အစ်စ်စစ်ခွင့်ချန်စိတ်ချလိုက်တဲ့အခါမှာအားဟာအနှုတ်90တောင်ဖြစ်နေဆိုတော့အဆိုးဆုံးပဲအဲ့တော့အဲ့လိုမျိုးနည်းတွေမှာတွားပြီးတော့လုပ်လို့မရဘူးအဲ့တော့မိတ်ဆွေတို့အဲ့လိုမျိုးပေါ့ ဒါပြက်ကလေးမှလာပြီးတော့ကိုကြိုက်တဲ့ရက်ကိုရှိသလားမရှိသလားမိစလိုလိုက်ရှာရမယ်။ဥမာဒီရက်မှဆိုရင်ဒါတော်တော်လေးကောင်းသွားပြီ။ဒီနေရာမှာတစ်ဖက်ကမ်းတော့တစ်ဖက်ကမ်းပဲ။ဒါပေမဲ့ तू ကလက်လာပါကိစ္စသုံးလို့ရတယ်။အဝင်ကိစ္စတွေသုံးလို့ရတယ်။လေဒတ်ဆိုတော့လည်းလည်းမြဲမြဲရှိမယ်။တစ်ဖက်ကမ်းဆိုတော့တစ်ဖက်တော့မမြင်ဘူး။အဲမနက်ခတ်ဆိုတော့ပျော့ပြောင်းတဲ့သဘောတွေ၊အေးချမ်းတဲ့သဘောတွေတော့ပါလာပြီ။ဒေဝီနက်ခတ်ဆိုတော့ပို့ပြီးတော့ကောင်းလာပြီ။ဆိုလိုချင်တာကပီရောလာပါအောင်လှုပ်ချင်ဒီလိုရမျိုးတွေကကောင်းတယ်။ ဒါတွယ်ရိုးရကောင်းနေတာနော်မိတ်ဆွေတို့တကယ်ကြီးကောင်းတယ်လို့မသတ်မှတ်နဲ့အောင်တကယ်ကြီးကောင်းမကောင်းသိကြင်ကြတော့ကျွန်တော်ဒီနေရာမှာထပ်ပြီးဖတ်ကြည့်လိုက်အပေါင်း30အပေါင်း30ဆိုတော့ဘာပဲပြောပြောအဲ့ဒီနေ့ဟာမိတ်ဆွေတို့လက်လာပါကိစ္စလုပ်လို့ရတယ်ရန်တော့အပြင်တော့30ဆိုတော့ဟိုနေတော့နေတာပေါ့နော်တိုးတော်လည်းပဲလုပ်လို့ရပါတယ်ဆိုတော့ဒီလိုရက်မျိုးမှာမိတ်ဆွေတို့ဒါလုပ်တင်လုပ်ရမယ်အဲ့ဒီနေ့ကိုတာမန်ပြက်ကလေးနေမှာတော့ပြက်တရားလို့ပြောရင်ပြောထားလိမ့်မယ်ဒါမဲ့မိတ်ဆွေတို့မကြောက်ပါနဲ့ တေချာတွက်ကြည့်တဲ့ခါမှာကျွန်တော်တို့ရဲ့ဒါအယူဆရပဲနှက်ပြေပြဒရားလို့တွေးတယ်နှက်ပြေပြဒရားဆိုတာကျွန်တော်တို့လည်းမဆိုင်လို့ဒိဗေရတယ်ဆိုတော့ဒီနေရာမှာပြဒရားတွေရေရစာတွေဘာတွေညာတွေတိတ်ပြီးခေါင်းနဲ့မထဲနဲ့ကျွန်တော်တို့ဗေဒီမြညာမှာတွေ့ရိုးရရှိတာရှိတာပဲဒါပေမဲ့လက်တွေ့ပိုင်းမှာအရာတွေကအမှန်အဖြစ်ကျွန်တော်တို့ယူဆလို့မရဘူးဟိုအမှန်အဖြစ်ယူဆလို့မရဘူးဆိုတာမမှန်ဘူးပြောတာမဟုတ်ဘူးเนาะကျွန်တော်တို့လက်ဒီပေါ်မှာပဲခြေခံပြီးတွေ့ရတာပဲသို့တော့ပြောချင်တာကဘယ်အရာကိုပဲလှုပ်လှုပ်အချက်တစ်ခုထဲနဲ့သွားပြီးမစင်စားနဲ့ကျွန်တော်တို့အလုပ်တစ်ခုလုပ်နေအောင်မှာ plan A plan B ဆိုပြီးတော့ကျွန်တော်တို့နှစ်ခုလောက်ထားပေးရတယ် plan A ကြာဆုံးသွားတဲ့အခါမှာ plan B နဲ့ကျွန်တော်တို့အလုပ်လုပ်ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ plan တစ်ခုတည်းသွားသုံးမှဆိုရင်မေးဆိုလို့ဒါကြာဆုံးပြီဆိုတော့ねတကယ်ကိုကြာဆုံးသွားလိုက်မယ်ဆိုတော့ဒီမှာလည်းထုံရင်းလောက်ကောင်းပဲပြတ်တရားရဲ့ဆိုင်မသုံးနဲ့ဆိုတော့ကမသုံးဖို့ပြောတာမဟုတ်ဘူးကျွန်တော်တို့တွက်တဲ့ခါမှာလည်းထည့်သုံးရပါတယ်သို့တော့တာမန်လူတွေကနားမလည်တဲ့ခါမှာဟိုရန်တမ်းတမ်းနဲ့သုံးတယ်ပြီးတော့ဖြစ်လာတော့တမျိုးပြောတယ်ဖြစ်လာတော့လည်းတမျိုးပြောတယ်အဲ့တော့အဲ့အရာတွေကိုမိတ်ဆွေတို့ ါခဏလောလောဆယ်မေ့ထားလိုက်ရင်အကောင်းဆုံးပဲဒီပြက်ကလေးသုံးနေတယ်ဆိုတဲ့နောက်တော့ဒီပြက်ကလေးရဲ့အင်အားတွေကိုကောင်းကောင်းကြည့်တက်ဖို့တော့လိုတယ်ဆိုတော့ခုကျွန်တော်ဒီမှာကြည့်လိုက်တော့ဒါအေးအားကောင်းနေတော့ဒီလိုနေ့တွေဟာလက်လာပါအတွက်လုပ်လို့ရပါတယ်နော်ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ရှားရတယ်ရှားတော့ကျွန်တော်တို့ဘာပြဿနာရှိလဲဆိုတော့ကဲဆိုပါစို့ကျွန်တော်ကလိုချင်တာကအဝင်နှက်ခတ်လိုချင်တယ်နော်ဒေဝီနှက်ခတ်လိုချင်တယ်အဲ့ဒီရက်တွေကိုကျွန်တော်တို့လိုက်ပြီးပြူးပြဲနေအောင်ရှားရတဲ့အလောက်ကနည်းနည်းတော့ဒါပြင်းမှန်းတယ် ဒါတော့ကျွန်တော်ကဒီပြက်ကလေးကြီးကိုအစာဆုံးတွက်ပေးထားတာနော်ဒီလောက်တွက်ပေးထားတာတော့မှရှားတာကျွန်တော်ကလည်းလည်းလက်ဝင်တယ်ဘယ်နေရာမှာရှိသလဲခုကျွန်တော်လိုက်ရှားနေတယ်ဒါပေမဲ့အဲ့လိုတိုက်ဆိုင်တာရှားဖို့နည်းနည်းလေးခက်တယ်ခက်တော့ကျွန်တော်ကနောက်ထပ်စနစ်တစ်ခုကိုထပ်ပြီးတော့တည်ရင်ထားတယ်အဲ့ဒီစနစ်ကဘာလဲဆိုတော့ဒီထက်မှပဲရှိပါတယ်အဲ့ဒီမှာနှစ်ခက်အခါအမြန်ရှားနေဆိုကျွန်တော်ထည့်ထားတယ်အဲ့ဒီချက်ကိုကျွန်တော်တစ်ချက်နှိပ်ပြီးကြည့်ကြည့်မယ်အခုဆိုရင်အရင်လွယ်သွားပြီဘလို့လွယ်သွားပြီလဲဆိုတော့ကျွန်တော်တို့လိုချင်တာကဘာတွေလဲ ဥပမာလဲကျွန်တော်တို့မလို့ချင်ဘူးကျွန်တော်တို့လက်လာပါကိစ္စဆိုတော့လက်လာပါအတွက်ဆိုရင်ဒါယူလို့ရတယ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 ်သို့တော့ကျွန်တော်တို့လက်လာပါကိုတိုက်ရိုက်ပဲဒါကိုယူလိုက်မယ်အဲ့တော့လက်လာပါနဲ့တိုက်ဆိုင်တဲ့အရာတွေကျွန်တော်တို့ယူမယ်တစ်ချက်ယူထားမယ်လက်လာပါဆိုမှတော့ဝင်စီကျင်တာပေါ့နော်ထွက်စင်ကျင်တာမဟုတ်တော့ဘူးဆိုတော့အဝင်လို့ပဲတစ်ခါလေးယူထားလိုက်ပြီးတော့ဓာတ်မှကျတော့ကျွန်တော်တို့ဘာဓာတ်ကိုလိုချင်တာအဓိကကျွန်တော်ကတော့လေဓာတ်လိုချင်တယ်ဟုတ်ပြီနော်ဘာကြောင့်လဲဆိုတော့မြင်မြန်ဆန်ဆန်ကိစ္စတွေကိုအောင်မြင်စေချင်လို့လေဓာတ်ကိုသုံးမယ်ဆိုတော့လေဓာတ်နဲ့တိုက်ဆိုင်တာတွေကိုကျွန်တော်တစ်ချက်ယူထားမယ်ပြီးတော့အမြင်ကန်း အမြင်ကတော့ကျွန်တော်နှစ်ဖက်မြင်ကိုတစ်ခါလဲယူထားလိုက်မယ်နှစ်ဖက်လုံးမြင်စီခြင်းတယ်ကောင်းပြီကြားမကြားမမှာလဲကြားယူလို့ရတယ်ကြားတော့ဒါအဖို့သဘောဆိုတော့ထက်ထက်မြင့်မြင့်နဲ့အောင်မြင်မြင်ရှိတယ်မသဘောကျတော့ပျော့ပျော့ပျော့နဲ့အေးချင်းသဘောရှိတယ်ကြိုက်တာယူလို့ရတယ်လောလောဆယ်မှာတော့ကျွန်တော်ကမကိုပဲယူထားလိုက်မယ်ဘာကြောင့်လဲဆိုတော့ပီရကိစ္စတွေပါနဲ့ပါကျွန်တော်ကတွဲသုံးခြင်းလို့နှစ်ခါကိုကိုင်မှာလဲထုံးလောက်ကောင်းမယ်တမနာလိုမျိုးနော်ကောင်းတဲ့သဘောတွေယူလို့ရတယ်တိထကိုကျွန်တော်တို့ယူလို့ရတယ်တိထဆိုတာတထေးနှစ်ခတ်နော်တထေးနှစ်ခတ်ဆိုတော့ က်လာဘကိစ္စအတွက်ကျွန်တော်သုံးရတာအဆင်ပြေတာပေါ့အဲ့တော့ကောင်းပြီအခုကျွန်တော်ရွေးထားတဲ့လက်လာဘနဲ့တိုက်ဆိုင်ရမယ်အဝင်နဲ့တိုက်ဆိုင်ရမယ်လေးထက်နဲ့တိုက်ဆိုင်ရမယ်နှစ်ဖက်မြင်နဲ့တိုက်ဆိုင်ရမယ်မနှက်ခက်နဲ့တိုက်ဆိုင်ရမယ်တထိန်နှက်ခက်နဲ့တိုက်ဆိုင်ရမယ်အဲ့ဒါဟာဘေးရက်တွေလဲကျွန်တော်တို့တွေ့ရမယ်စောစောလို့ကျွန်တော်တို့ပြက်ကလေးမှလိုက်ရှာနေကြတာပေါ့အဲ့ဟာတွေနဲ့တိုက်ဆိုင်အောင်ရှာဖို့ဆိုတာကနှစ်သားပေါက်သွားမယ်တွေ့ချင်မှလည်းတွေ့မယ်နော်မတွေ့ရင်လည်းမတွေ့ဘူးတွေ့ရင်လည်းတွေ့မယ်ပေါ့ပြောချင်တာအခုကျွန်တော်ကတွေ့မတွေ့ဆိုတော့တေချောင်းဒီမှာလဲရွေးလို့ရတယ်ရှစ်တလအတွင်းကိုကျွန်တော်တို့ရွေးမှလား 3လအတွင်းကိုရွေးချင်တာလား6 6လအတွင်းရွေးချင်တာလားဒါမှမဟုတ်တစ်နှစ်စာအတွင်းကိုရွေးချင်တာလားမြောသားဖြင့်ကျွန်တော်တို့တစ်နှစ်စာပဲရွေးထားလိုက်တာကောင်းပါတယ်ဘာကြောင့်ဆိုတော့ဟိုဘယ်လတွေဘယ်ရက်တွေမှာရှိမှမသိရဘူးလေအဲ့တော့တစ်နှစ်စာပဲထားပါတော့ပြီးတော့ဒီမှာ data ကိုရွေးပါကျွန်တော်တို့တွက်နေတာကရန်ကုန်မှာလားအခုကျွန်တော်ဆိုရင်ဒါအော်စီမှာရောက်နေတယ်အော်စီမဲဘန်မှာရောက်နေတယ်အဲ့တော့မဲဘန်ကိုကျွန်တော်တို့ဒီနေ့မှာထည့်ပြီးတော့ရွေးလို့ရတယ်မိတ်ဆွေတို့လည်းပဲကိုရောက်နေတဲ့ဒေတာရဲ့အနေထားကိုတစ်ချက်ကြည့်ပြီးတော့ရွေးပါဒေတာမှန်အောင်ရွေးထားလေ မစ္စတို့တွက်တာတွက်ယူကပို့ပြီးတော့တိကျမှတ်ကန်လေးပဲဒီမှာဆိုရင်လည်းအချိန်အချိန်ကတော့မစ္စတို့ဘာမှမလုပ်တက်လဲဒီတိုင်းမှထားလိုက်ပါဟိုလောက်တက်တဲ့ဆိုတော့ကိုဟကိုကြိုက်တဲ့အချိန်ရွေးကြည့်ပါတော့ဒါပေမဲ့ကြိုက်တဲ့အချိန်ရွေးလိုက်တဲ့ခါမှာဒါရင်းနဲ့မတိုက်ဆိုင်တော့တာကြီးရှိသွားနိုင်တယ်အဲ့တော့ကျွန်တော်လောလောဆယ်ဒီတိုင်းထားလိုက်မယ်ဘာလို့ဒီတိုင်းထားတယ်လဲဆိုတော့ဒီတိုင်းထားပြီးတော့တက်လို့စရင်ကျွန်တော်ရဲ့ program ကဘယ်နှစ်မဆိုညတကောင်မှာရှိနေတဲ့နှစ်ခတ်တည်းကိုသူကဦးစားပေးတွက်ပလိုက်တယ်ဆိုတော့ဒီတိုင်းလေးထားပြီးကျွန်တော်တွက်ကြည့်အောင်နော်အဲ့တော့အချက်နှိပ်ပြီးတော့ကျွန်တော်တွက်လိုက်မယ် တော်လည်းတော့ကျွန်တော်ရွေးချယ်ထားတဲ့အချက်လက်တွေကမရှိဘူးကတနှစ်အတွင်းမှာမရှိဘူးတနှစ်တည်းလည်းကျွန်တော်ကြော်ရွေးလို့မရတော့ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တနှစ်ထိပဲဒါအကန့်လောက်ထားတာဒီထက်မကလုလို့တော့ရပါတယ်ဒါပေမဲ့ထားလိုက်ပါတော့တွက်ရတာအရင်ကြီးကိုပေးရှည်သွားမှဆိုလို့ဟိုလုလို့ရတယ်အားညားသွားမှဆိုကျွန်တော်တနှစ်လောက်ထိပဲထားတယ်ကောင်းပြီကျွန်တော်ရွေးထားတာနည်းနည်းလောဘကြီးသွားတယ်အဲ့ဒီအတိုင်းဒီထက်ကကျွန်တော်ရွေးထားတဲ့အတိုင်းအတိအကျတူတဲ့ရက်မရှိဘူးလို့သူကပြောနေပြီတကယ်မရှိတာပါမိတ်ဆွေရှာကြည့်ချင်းရှာကြည့်ပါ တစ်နှစ်အတွင်းမှာတော့မရှိတာသိကြတယ်မရှိဘူးတဲ့မရှိဘူးဆိုတော့ကျွန်တော်တစ်ဆင့်လောက်နှိပ်ညီအောင်ဆိုတော့ကျွန်တော်ဒီဟာကိုဒေဝီလို့ပြင်လိုက်မယ်တစ်ချက်ထပ်နှိပ်ကြည့်မယ်ဒါလည်းမရှိဘူးကောင်းပြီများသောအားဖြင့်သူကဒီအချက်တွေနဲ့မကိုက်တာဖြစ်နေတတ်တယ်အဲ့တော့ကျွန်တော်ဒါကိုတစ်ဖက်ကမ်းလို့တစ်ချက်ပြောင်းလိုက်မယ်တစ်ချက်ထပ်တွက်ကြည့်မယ်ဒါဆိုတော့အဖြေတွေ့ရပြီဆိုလိုချင်တာကသူကနှစ်ဖက်မြင်တဲ့တိုက်ဆိုင်တာတွေမရှိဖြစ်နေတာအဲ့တော့ကျွန်တော်ဒီမှာလာဘနဲ့တိုက်တယ် အဝင်နှက်ခက်နဲ့တိုက်တယ်လေတက်နဲ့တိုက်တယ်ဒေဝီနဲ့တိုက်တယ်တစ်ဖက်ကနဲ့တိုက်တယ်မနှက်ခက်နဲ့တိုက်တယ်ဆိုပြီးရက်တယ်ဒီမှာပေါ်လာပြီနော်တနှစ်အတွင်းကိုပေါ်လာတာပါအဲ့တော့2025ရဲ့12လပိုင်း9ရက်နေ့ဟာတစ်ချိန်တိုက်ဆိုင်နေပြီးတော့2026မှာတလပိုင်း2ရက်နေ့မှာတစ်ချိန်တိုက်ဆိုင်နေ2026တလပိုင်း30ရက်နေ့မှာတစ်ချိန်တိုက်ဆိုင်နေ2026 10လပိုင်း18ရက်နေ့မှာတစ်ချိန်တိုက်ဆိုင်နေဘာနဲ့တိုက်ဆိုင်လဲဆိုရင်ကျွန်တော်တို့ အခုကျွန်တော်ရွေးထားတဲ့ဒီအချက်လက်တွေနဲ့တိုက်ဆိုင်တယ်လို့ပြောတာဆိုတော့မစိုးပါဘူးအဲ့တော့ကျွန်တော်တထေးနှစ်ခက်နဲ့တိုက်ဆိုင်တာကိုတစ်ချက်ပြန်ကြည့်ကြည့်အောင်ရှိသေးလားလို့အဲ့တစ်ချက်နှိပ်ကြည့်မယ်လုံးဝမရှိဘူးဒါဆိုရင်ကျွန်တော်တို့ဒေဝီနဲ့တိုက်ဆိုင်တာကိုပဲဦးစားပြီးသုံးလိုက်တော့မယ်โอเคဒါဆိုကျွန်တော်ဒီလိုမျိုးတွေ့ရပြီအဲ့တော့နီးတာပဲကျွန်တော်တို့အရင်သွားကြည့်ကြည့်အောင်နီးတာက2025စနလပိုင်း9ရက်နေ့ကနီးတယ်အခုကျွန်တော်ရွေးထားတဲ့အချက်လက်တွေနဲ့တိုက်ဆိုင်တယ်ကောင်းပြီအဲ့တော့အဲ့ဒီချက်ဟာတကယ်ပဲ ကောင်းရင်လားတွေ့ရောတော့ဒီတိုင်းတော့ရနေမှာပဲဒါပေမဲ့တကယ်ပဲအဲ့ရက်ကသုံးလို့ရရလားဆိုကျွန်တော်တို့ပြက်ကလေးမှာသွားကြည့်မယ်အဲ့တော့12လပိုင်း9ရက်နေ့ပြက်ကလေးတစ်ချက်ဖွင့်ကြည့်မယ်အဲ့တော့12လပိုင်းဆိုကျွန်တော်ဒီနေရာမှာ7နှစ်ကိုပြောင်းလိုက်မယ်တွက်ကြည့်မယ်9ရက်နေ့မှာလာဘအဝင်လေတက်မနခတ်ဒေဝီတကယ်ပဲတိုက်ဆိုင်ပါတယ်အဲ့တော့ရက်ကကောင်းလားမကောင်းလားကြည့်မယ်အိုးတရားရကောင်ကောင်းပါတယ် ဒါဆိုရင်တော့မိတ်ဆွေတို့မှတ်ထားလိုက်ပါအခုလာမဲ့2025ခုနှစ်7လပိုင်း9ရက်နေ့ဟာရန်ကုန်ဒေသအတွက်အင်မတန်ကောင်းတဲ့မင်္ဂလာအခါရက်တည်းရက်ဖြစ်နေပါတယ်အဲ့ဒီအခါရက်မှာမိတ်ဆွေတို့အထူးသဖြင့်ပြုလုပ်လို့ရတာဟာလက်လာပါကိစ္စတွေပြရကိစ္စတွေကိုအထူးပြုလုပ်လို့ရပါတယ်ဒီထက်မကအသေးစိတ်စနစ်တွေကိုကျွန်တော်နောက်ပိုင်းတွေမှာထပ်ပေါင်းပေးပါအောင်မယ်အဲ့တော့လောလောဆယ်ဒီအဆင့်ထိမိတ်ဆွေတို့နားလည်လောက်ပြီးထင်ပါတယ်အဲ့တော့ကိုယ်တိုင်လိုက်ပြီးတော့ လက်တွေ့လောက်ကြည့်ပါအဲ့တော့မိတ်ဆွေတို့ဒီ program ကိုအသုံးပြုပြီးတော့ဘသူအကူအညီမှမပါဘဲနဲ့ကျွန်တော်ပြောသလိုကိုယ်တိုင်ကိုကြအခါကောင်းနေရွေးချယ်ကြည့်ပါကြိုက်တဲ့အခါအောင်မိတ်ဆွေတို့ရွေးချယ်လို့ရတယ်ဒီဟာတွေကိုအသုံးချနိုင်ဖို့ကတော့မိတ်ဆွေတို့ကျွန်တော်တင်ပေးထားတဲ့အချက်တွေရှိမယ်လို့ထင်တယ်ကျွန်တော်ဒီမှာတော့တင်ပေးထားသလားမသိဘူး program အသုံးပြုနေမှာခါပေးပြက်ကလေးမှာကျွန်တော်ရှင်းတော့ရှင်းပြထားတယ်ဒါပေမဲ့ဒါတွေကကျွန်တော် edit တော့မလုပ်ရသေးဘူး အတိတ်မလုပ်ရသေးဘူးဆိုတော့ထားလိုက်တော့အဲ့တော့ကျွန်တော်နောက်ပိုင်းကျတော့အတိတ်ထပ်လုပ်ပေးမယ်ဘလို့အသုံးပြုရလဲဆိုတာကိုကျွန်တော်တချို့ video တွေမှာလည်းသင်ပေးခဲ့တာရှိပါတယ်ကျွန်တော်ဒီမှာရှေ့မှာဆိုလို့ထပ်ပြီးမပြောတော့ဘူးအဲ့တော့မိတ်ဆွေတို့ဒီ program လေးကိုကိုယ်တိုင်ကိုကြဒါလက်တွေသုံးကြည့်ပါသုံးရင်းနဲ့မိတ်ဆွေတို့သဘောပေါက်လာပါလိမ့်မယ်ကဲအားလုံးပဲမင်္ဂလာရှိကြပါစေဗျာ